အားလုံးပဲမင်္ဂလာပါဗျာ။ဇိုင်းနဲ့တရေထားလာမှာပြန်လဲကြိုးစိုးလိုက်ပါရခင်ဗျာ။ခုတင်ဆက်ပေးမယ့်ရုပ်သံပြီးတော့ဖတ်ရတော့အညာဒေတာမှာရှိတဲ့ PDF တွေစစ်တရေထိုးစစ်တွေကိုခက်ခဲစွာရင်ဆိုင်နေရာကြောင့်တင်ပြလာတဲ့ချစ်ပုံတော်ရုပ်သံဖိုင်လေးကိုပြန်လဲမြောက်ဝေပေးလိုက်ပါရခင်ဗျာ။ဒီမှာချစ်ပုံတော်ကအဲ့ဒီကြောင့်လည်းပတ်သက်ပြီးဘာတွေဘလို့ပြောဆိုတင်ပြထားသလဲဆိုတော့ကိုအားလုံးဝင်ရောက်ကြည့်ရှုလေ့လာသုံးသပ်ဝေဖန်ပေးကြပါဦးခင်ဗျာ။အားလုံးကိုလည်းကောင်းဆက်တဲ့ထားလာမှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ။ ပြည်ပမှာရှိကြတဲ့ကျွန်တော်တို့တော်လည်ညီကိုမန္တမမြအားလုံးပဲမင်္ဂလာပါအခုဆိုရင်အညာဒေတာမှာအကျန်းဖက်အာနာသိစစ်သက်မင်းအောင်တိုင်ကရွေးကောက်ပွဲလုံနိုင်ဖို့အတွက်ဒီစစ်ပွဲတွေအကြီးကျယ်အခုအကြီးကျယ်စစ်ကြောင်းထိုးနေတဲ့လေရင်တွေနဲ့နေရအနှံ့ကိုဘုံနေကျဲနေတယ်အဲ့ဒီတော့ဒီအညာဒေတာမှာရှိတဲ့ဒီအညာဒေတာသခွင်မှာရှိတဲ့တော်လန်ရင်ရဲဘော်တွေမှာဒီစစ်သက်ရဲ့ထိုးစစ်ကိုဒါတော်တော်လေးကိုရင်ဆိုင်နေရပါတယ်အဲ့ဒီအတွက်အညာဒေတာမှာရှိတဲ့ တော်တန်ကြီးရဲဘော်တွေမှာကြည်စံစာနယ်ရိခာစီဝါလိုအပ်ချက်အများကြီးရှိပါတယ်အဲ့ဒါကိုဖူညီနိုင်ဖို့အတွက်ကျွန်တော်တို့ပြည်တွင်းပြည်ပမှာရှိကြတဲ့တော်လန်ကြီးညီကိုမောင်တို့များကျွန်တော်နဲ့အတူတူတက်နိုင်တော့အားလုံးဘိုင်းဝန်ပါဝင်ဖူညီပေးကြဖို့ဒီနေ့ဒါအလှခံတဲ့ live ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အညာဒေတာမှာရှိကြတဲ့တော်လန်ကြီးရဲဘော်တွေကိုအကူအညီပေးနိုင်ဖို့အတွက်ဒါကျွန်တော် live လွှင့်ပြီးတော့အလှခံရတာဖြစ်ပါတယ်ဘာလို့ အရင်တုန်းကတော့ကျွန်တော်ဒီလိုမျိုး live ဝင်ပြီးတော့အလှခံလေးမရှိပါဘူးကျွန်တော်ကိုတက်နိုင်တဲ့ကိုတက်နိုင်တဲ့ခွန်အားလေးနဲ့ကိုတက်နိုင်တာလေးတွေလုပ်ပြီးတော့မှဒါကျွန်တော်တို့မြေပြင်ကရဲဘော်ကိုဒါတော်လိုင်းရေးတလျှောက်လုံးတက်နိုင်တမျှကျွန်တော်ထောက်ပံ့ခဲ့တယ်ဒါထောက်ဖို့လုပ်ခဲ့တယ်ပေါ့နော်အခုကတော့အရန်ကိုအရေးကြီးတဲ့အချိန်ရောက်နေပြီအဲကျွန်တော်တို့ဒီလုံနိုင်တဲ့ရှာနိုင်တဲ့အတိုင်းတာကရဲဘော်တွေအတွက် လုံလောက်မှုမရှိတော့ဘူးပေါ့နော်အခုကျွန်တော်တို့ဒီကျွန်တော်တို့ရှာလို့ရတယ်ကျွန်တော်တို့လုတ်ပေးနိုင်လို့လုတ်ပေးလို့ရတဲ့အတိုင်းသားကတော်တော်လေးကိုနည်းပြီးတော့မှကျွန်တော်ထံမှာလာရောက်အကူအညီတောင်းနေတဲ့အဲကြည်စံဖို့လက်နက်ခဲရမ်းဖို့စေဝါဖို့စားနပ်ရိက္ခာဖို့တို့ကလာရောက်အကူအညီတောင်းနေတဲ့ရဲဘော်တဲ့ရင်တက်ဖွဲ့တွေကတနေ့တခြားပူပူများလာပါတယ်အဲ့ဒီတော့ကျွန်တော်တို့ရှာနိုင်တာနဲ့ကျွန်တော်တို့လုံနိုင်တဲ့အတိုင်းအတာခ မလောက်ငါတော့ဘူးပေါ့နော်အဲ့လိုမလောက်တဲ့အတွက်ကြောက်အခုဆိုရင်ဒါနောက်ပိုင်းကျွန်တော်နေ့တိုင်းနေ့တိုင်းလို့လို့ထား live လွှင့်ပြီးတော့ဒီအလူခံတဲ့ live ကိုလွှင့်လာတာဖြစ်ပါတယ်အရင်တုန်းကတော့လွန်ခဲ့တဲ့3-4နှစ်တော့တော်လည်းရအစတုန်းကဆိုဒါကျွန်တော် live လွှင့်ပြီးအလူခံတာမရှိပါဘူးဒါကျွန်တော် live လွှင့်ပြီးဆိုရင်ဒါပြည်သူလူထုစီယုံရေးလုပ်တယ်နော်နိုင်ငံရေးအသိပညာပေးတာတွေ ပြောတာမျိုးပဲလုပ်တယ်ပေါ့နော်အရင်တုန်းကကျွန်တော် live လုပ်ပြီးတော့အတူကန်လေးတော့မရှိပါဘူးအခုကတော့ကျွန်တော်တို့ရဲဘော်တွေမှာအင်မတန်အရေးကြီးပြီးတော့မှအရန်ကိုအရေးကြီးတဲ့အချိန်ခါကိုရောက်နေတဲ့အတွက်ကြောင့်ကျွန်တော်တို့ရဲဘော်တွေရဲ့လိုအပ်ချက်ကိုအကူအညီပေးနိုင်မလားအကူအညီပေးနိုင်အောင်လို့ဒါပြည်တွင်းပြည်ပမှာရှိတယ်ကျွန်တော်တို့တော်လည်ရင်ညီကိုမောင်နှမတွေထံကိုအတိပေးရင်လည်း live လုပ်ပြီးတော့အတူခံရတာဖြစ်ပါတယ်အခုဆိုရင်အားလုံးသိတဲ့အတိုင်းပဲအညာဒေတာမှာအကျံဖက်အာနာတိတ်စစ်တက်ကသူရွေးကောက်ပွဲလုံနိုင်ဖို့အတွက် အညာဒီတနေရအနှံ့ကိုလေရင်တွေနဲ့ဘုံကျဲတဲ့စစ်ကြောင်းတွေထိုးတယ်အဲ့ဒီသူကကျွန်တော်တို့အညာဒီတမှာရှိတဲ့တော်လှန်ရေးရဲဘော်တွေကဒီစစ်တပ်ရဲ့အင်အားအလုံးရင်းနဲ့စစ်ကြောင်းကိုအလုံးအမင်းပဲဒါခုခံနေရတယ်အဲ့တော့ကြာလာတဲ့အခါမှာဒီရဲဘော်တွေမှာကြည်စံတွေစေဝါတွေလက်နက်ခဲရံတွေဒါပြက်လက်မှုတွေဖြစ်လာပါတယ်အဲ့ဒီသူကကျွန်တော်တို့ကျွန်တော်တို့ပြည်ရင်းပြည်ပမှာရှိကြတဲ့တော်လည်းညီကိုမောင်နှမတွေရဲ့အကူအညီကိုတောင်းခံရခြင်းဖြစ်ပါတယ်။တောင်းတောင်းမှုကျွန်တော် live ဝင်ခြင်းဖြစ်ပါတယ်။အဲ့ဒီတော့တန်းနိုင်တော့ ပါဝင်အကူအညီဆူတောင်းပေးကြဖို့အားလုံးကိုမေတ္တာရက်ခံပါတယ်အဲ့တော့ကျွန်တော်တို့ထိုင်းနိုင်ငံမှာရှိကြတဲ့ညီပုံမောင်နှမတွေမြန်မာနိုင်ငံတခြားပြည်တွင်းပြည်ပမှာရှိကြတဲ့ညီပုံမောင်နှမတွေကျွန်တော်ကိုတတ်နိုင်တယ်လို့ကျွန်တော်နဲ့အတူတူပါဝင်လှူဒန်းပေးလို့ရပါတယ်เนาะအဲထိုင်းနိုင်ငံမှာဆိုရင်လည်းဘက်90တရာကနေစပြီးတော့ကြိုက်တဲ့လောက်စေတနာရှိတဲ့လောက်လှူလို့ရပါတယ်เนาะမြန်မာပြည်နဲ့ပြည်တွင်းပြည်ပမှာရှိကြတဲ့ညီပုံမောင်နှမတွေအတောင်ကျက်ဖြစ်စေနှစ်တောင်ကျက်ဖြစ်စေနည်းများမဆိုတတ်နိုင်တယ်လို့ အားလုံးပါဝင်ပြီးကြဖို့အားလုံးကိုအကူအညီတောင်းခံပါတယ်နော်ဒါပြည်တွင်းပြည်ပမှာရှိကြတဲ့ညီကိုမောင်နှမတွေရဲ့အကူအညီကိုကျွန်တော်တို့တော်လည်ရဲဘော်တွေလိုအပ်နေပါတယ်တတ်နိုင်သလောက်ပါဝင်ပြီးကြပါအာဟုတ်ပါတယ်ကိုစောမိုးမခရေးအကောက်တွေကခဏခဏပြက်လို့လေအဲ့ဒါကြောင့်အခုကျွန်တော်ဒီအကောက်မှာရှိနေပါတယ်ကျွန်တော်တို့တော်လည်ရဲဘော်တွေတော့ဝိုင်းဝန်းပြီးတော့အကူအညီပါအောင်လှူပါအောင်နော်ဒါအရင်တုန်းကလည်းအမြဲတမ်းလှူနေတဲ့အလှူရှင်ပါအခုဆိုအားလုံးသိတဲ့အတိုင်းပဲအကျန်းဖက်အာနာတိန်စစ်တပ်က သူတို့ရဲ့ဒီစစ်အာဏာရှင်တက်ဆိုးရှိဖို့အတွက်အတုအယောင်ဟန်ပြရွေးကောက်ပွဲကို လုံနိုင်ဖို့အတွက်အညာဒေတာတခွင်ကို နေ့တိုင်းလိုလိုလေရင်နဲ့ဘုံကျဲတယ်လက်နက်ကြီးတွေနဲ့ရန်တမ်းပစ်ခတ်တယ်ပြီးရင်မြေပြင်စစ်ကြောင်းထိုးတယ်အဲ့ဒီအတွက်ကျွန်တော်တို့အညာဒေတာမှာရှိတဲ့တော်လှန်ရေးရဲဘော်တို့ကသူတို့ရှိတဲ့မြခွန်အားလေးနဲ့သူတို့ဒီစစ်ကြောင်းထိုးလာတဲ့စစ်တပ်ကိုသူတို့အသေးအံခုခံနေရပါတယ်အခုဆိုနှစ်လကျော်ပါပြီ အဲ့ဒီအတွက်ကျွန်တော်တို့အညာဒေသမှာရှိတဲ့တော်လန်ရေးရဲဘော်တွေမှာလိုအပ်ချက်တွေအများကြီးဖြစ်လာတာကျွန်တော်တို့တွေ့နေရတယ်အဲ့ဒီအတွက်အခုဆိုကျွန်တော်ရှာဖွေရရှိတဲ့အကူအညီထက်ကိုဒီကြည်စံစေဝါလက်နက်ခေရန်အတွက်အကူအညီတောင်းလာတဲ့ရဲဘော်တွေကတပ်ဖွဲ့တွေကပုံများတယ်အဲ့တော့မလုံလောက်လို့ပုံပေါ့နော်မလောက်ငါတော့ဘာလို့လဲဆိုတော့တိတဲ့အတိုင်းပဲအကျန်းဖက်အာနာသိစစ်တက်ကသူရွေးကောက်ပွဲလုံနိုင်ဖို့အတွက်ဒီအညာဒေသတခွင်ကိုနေရအနှံ့ကိုလေရင်တွေနဲ့ဘုံကျဲနေတယ် အညာဒေသမှာရှိတဲ့တော်လင်းကြီးရဲဘော်တွေကလည်းဒီဒီလေရင်ဘုံကျဲစစ်ကြောင်းထိုးလာတဲ့စစ်တပ်ကိုဒီသူတို့ရှိတဲ့သူတို့ရှိတဲ့ခွန်အားလေးနဲ့အသေးအံခုခံနေရတဲ့အတွက်ကြောင့်ကြာလာရင်ဒါကြည်စံစေးဝါးလက်နက်ရိခါပြီးဒါပြက်လက်လာနိုင်တဲ့အန္တရာယ်ရှိပါအဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ပြည်သူလူထုတွေအားလုံးဒီအကြမ်းဖက်အာဏာသိမ်းစစ်တပ်ကိုအမြင့်ပြုတ်တိုက်ဖို့ဆိုရင်ပြည်သူလူထုတအူးချင်းတယောက်ချင်းစီရဲ့ နိုင်ငံသားကောင်းတယောက်ရဲ့တာဝန်အသိစိတ်နဲ့အားလုံးပါဝင်ကူညီပေးဖို့လိုအပ်ပါတယ်အဲ့ဒီတော့ကျွန်တော်နဲ့အတူတူပါဝင်ပေးလို့ရတယ်လို့ကိုယ့်ရဲ့အသိမိတ်ဆွေတွေကိုယ့်ရဲ့ယုံကြည်ရတဲ့တပ်ဖွဲ့တွေရှိရင်ကိုယ်တိုင်လှူလို့လည်းရပါတယ်ကျွန်တော်တို့နဲ့အတူတူပါဝင်ပေးဖို့လည်းအားလုံးကိုမြေတားရက်ခံပြီးဖိတ်ခေါ်ပါတယ်အဲ့တော့ထိုင်းနိုင်ငံမှာရှိကြတဲ့ညီကောင်မောင်နှမတွေရောတခြားသောပြည်တွင်းပြည်ပကညီကောင်မောင်နှမတွေရောကျွန်တော်နဲ့အတူတူတက်နိုင်တဲ့လောက်ဝိုင်းဝန်းပြုလမ်းပေးကြပါကူညီပေးကြပါလို့เนาะအခုကျွန်တော် ဒါလိုက်လွင်ပြီးတော့အလှခံရတာဖြစ်ပါတယ်အရင်တုန်းကကျွန်တော်ကျွန်တော်လိုက်လွင်ရင်ဒါဟိုနိုင်ငံရေးနဲ့ပတ်သက်ပြီးဟောပြောတာတွေလူမှုစီယုံရေးလုပ်တာတွေအဲ့ဒါတွေပဲလုပ်လို့ရှိတယ်လိုက်ပြီးအလှခံလေးမရှိပါဘူးဘာလို့လဲဆိုတော့အရင်တုန်းကကကျွန်တော်တို့ဟိုရှာနိုင်တဲ့အတိုင်းတာနဲ့ကျွန်တော်တို့ရဲဘော်တွေပြန်ပြီးပေးနိုင်တဲ့အတိုင်းတာက လုံလောက်တယ်ပေါ့နော်အဲ့တော့ကျွန်တော် live ပြန်ပြီးတော့တိတ်ပြီးအလှခံလေးမရှိပါဘူးအခုကတော့ကျွန်တော်တို့စစ်ပွဲကအမတန်ပြင်းထန်နေတယ်အကြမ်းဖက်အာဏာသိမ်းစစ်တပ်ကသူစစ်အာဏာရှင်တက်ဆိုးရှိဖို့သူကသူ့စီမှာရှိတဲ့မြတ်အင်အားကိုအလုံးအင်းသုံးပြီးတော့ဖိုးစစ်တွေဆင်နေတယ်အဲ့ဒီတော့ကျွန်တော်တို့ရဲဘော်တွေကအရင်ငါးထက်ကိုနှစ်ဆသုံးဆဒီစစ်တပ်ရဲ့ထိုးစစ်ကိုရင်ဆိုင်နေရတယ်အဲ့ဒီတော့ကျွန်တော်တို့တော်လည်းရဲဘော်တွေမှာကြည်စံအဓိကတော့ကြည်စံပါကျွန်တော်တို့ကြည်စံအရေးကြီးပါတယ်အဲ့တော့တနက်ကတလက်ရှိရင်မပြတ်မချင်းပြစ်လို့ရတယ် တိုက်ပွဲပြီးတဲ့အချိန်ပစ်လို့ရတယ်ကြည်စံကပြတ်သွားရင်ဘာမှလုပ်မရဘူးပြီးတော့ကျွန်တော်တို့ကဒီကြည်စံကိုသူများတဲ့ဈေးကြီးအောင်မှောင်ကိုလမ်းကနေဝယ်ရတယ်ဥပမာဒီအကြမ်းဖက်အာဏာသိမ်းစစ်တပ်ကသူ့မှာကြည်စံထုတ်တဲ့စက်ရုံလေးရှိတယ်သူလိုတလောက်ကိုသူ့စက်ရုံကသူရိုက်ထုတ်လို့ရတယ်ကျွန်တော်တို့တော်လိုင်းကြီးရဲပေါ်မှာကကြည်စံထုတ်တဲ့စက်ရုံမရှိဘူးတယ်လို့လည်းမရဘူးတဲ့ရင်လည်းအကြမ်းဖက်အာဏာသိမ်းစစ်တပ်ကလင်းရင်နဲ့ဘုံလာကျဲမှာအဲ့တော့တယ်လို့မဖြစ်ဘူးအဲ့တော့ဘာလုပ်ရလဲဆိုတော့ကြည်စံကိုမှောင်ကိုလမ်းကနေဝယ်ရတယ်ကြည်စံကိုမှောင်ကိုလမ်းကနေဝယ်ရတယ်ဆိုတော့ ဟိုတာမန်အခြေအနေထက်ကိုနှစ်ဆသုံးဆဈေးပုံကြည့်ပါတယ်အဲ့တော့ကြည်စံတထောက်ရဲ့ထုတ်လုပ်တဲ့ကုန်ကြဈေးကမြန်မာငွေနဲ့ဆိုရင်3000မကျော်ပါဘူးဒါပေမဲ့ကျွန်တော်တို့တော်လန်ရေးရဲဘော်တွေလက်ထဲကိုကြည်စံတထောက်ရောက်ဖို့အတွက်12000ကုန်ပါကြည်စံတထောက်ကိုတော့အဲ့ဒါ12000ဟိုကြည်စံတထောက်ကို12000ဆိုတော့ဒီဒီတနင်္ဂနွေနှစ်နာရီလောက်ပြည့်ရမယ်စစ်ပွဲတစ်ပွဲဆိုရင်ရဲဘော်တယောက်ကို2သိန်း3သိန်းဒါ4 5သိန်းအ ਨੇ ဆုံးကုန်တယ်အဲ့တော့ PDF တက်ဖွဲ့တက်ဖွဲ့မှာ ရဲဘော်တရားရှိတယ်ဆိုရင်တွက်ကြည့်လိုက်လေနော်တနိုင်ယူကို PDF တယောက်ပြစ်လိုက်တဲ့ကြီးစံအရေးအတွက်ကနှစ်သိန်းသုံးသိန်းကုန်တယ်ဆိုရင်ရဲဘော်တရားရှိရင်အနည်းဆုံးသိန်း200 300အတားလေးကုန်တယ်အဲ့တော့ကျွန်တော်တို့ ြည်ရင်းပြည်ပမှာရှိကြတဲ့ပြည်သူတဦးချင်းတယောက်ချင်းစီရဲ့အကူအညီကိုကျွန်တော်တို့ရဲဘော်တွေကအလုံးအမင်းလိုအပ်နေပါတယ်အဲ့တော့ကျွန်တော်နဲ့အတူတူပါဝင်ပြီးတော့လှူပေးကြပါနော်တယောက်ကို90နှစ်နိုင်တရာနှစ်နိုင်တပေါင်းနှစ်နိုင်မြန်မာကျပ်တပေါင်းနှစ်နိုင်နှစ်ပေါင်းနှစ်နိုင်ပါဝင်ပြီးတော့လှူပေးကြပါအားလုံးကိုလည်းအလှူခံပါတယ်ဒါမှမဟုတ်ရင်လည်းကိုယ်နဲ့ရင်းနှီးတဲ့တပ်ဖွဲ့တွေရှိတယ်ကိုယ်ယုံကြည်စိတ်ချရတဲ့တပ်ဖွဲ့တွေရှိတယ်ဆိုရင်လည်းအဲ့ဒီတပ်ဖွဲ့တွေတောင်ကိုယ်တိုင်တိုက်ရိုက်တွားရောက်ပြီးတော့လှူပေးကြပါ ားလုံးသိတဲ့အတိုင်းပဲကျွန်တော်တို့တော်လန်ရေးအစကတည်းကကျွန်တော်ဒီကနေ့ဒီအမြဲတမ်းပြောတဲ့အကြောင်းအရာတစ်ခုရှိပါတယ်အတ္တကကျွန်တော်တို့ဒီစစ်အာဏာရှင်အမြင့်ပြုတ်ရေးနှွေဦးတော်လန်ရေးအောင်မြင်ဖို့ဆိုရင်ဒီအညာဒေတာကအဓိကကြတဲ့ရေတောင်းမြစ်ဖြစ်ပါတယ်เนาะအဲ့တော့နေပြည်တော်ကိုဝင်သိမ်းနိုင်ဖို့နေပြည်တော်ကမှလူဘဝနေတဲ့အကြမ်းဖက်စစ်ခွေးတွေကိုကျွန်တော်တို့မောင်းထုတ်နိုင်ဖို့ဆိုရင်ဒီအညာဒေတာကတော်လန်ရေးတစ်ခုလုံးရဲ့ရေတောင်းမြစ်ဖြစ်တယ်အညာဒေတာဟာတော်လန်ရေးတစ်ခုလုံးရဲ့ ဓိကဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အညာဒေတာမှာရှိကြတဲ့ PDF တွေတော်လိုင်းညက်တက်ဖွဲ့တွေကိုကျွန်တော်တို့အရင်ကထက်ကိုနှစ်ဆသို့ပို့ပြီးတော့အကူအညီတွေပေးနိုင်မှသာလို့ကျွန်တော်တို့ဒီတော်လိုင်းရေးကိုအောင်မြင်မှုရမှာဖြစ်ပါတယ်နော်ဒီတော်လိုင်းရေးရဲ့အဆုံးအဖြတ်ဒီတော်လိုင်းရေးရဲ့ရေတောက်မြင့်ဒီတော်လိုင်းရေးရဲ့အနိုင်အယုံကိုအဆုံးဖြတ်ပေးနိုင်တာအညာတော်လိုင်းညက်တက်ဖွဲ့တွေအညာ PDF တွေဖြစ်ပါတယ်အဲ့တော့ကိုတက်နိုင်တဲ့လောက်အညာ PDF တွေကိုကျွန်တော်တို့အရင်ကထက်နှစ်ဆသို့ပို့ပြီး အကူအညီအထောက်ပံ့တွေပေးရမှာဖြစ်ပါတယ်အဲ့လိုမှဒါလင်းကျွန်တော်တို့ဒီတော်လိုင်းကြီးအောင်မြင်မှုရမှာပါအဲ့တော့ကျွန်တော်ဒီကနေ့ live တွင်ဒီတော်အလှခံရတဲ့အကြောင်းရင်းကတော့အညာဒေတာမှာအညာဒေတာတစ်ဖက်မှာရှိတဲ့ PDF တော်လိုင်းကြီးတစ်ဖွဲ့လေးကိုကြည်စမ်းစေဝါစာနဲ့ရင်ခံပြီးထောက်ပံ့နိုင်ဖို့အတွက်အလှခံနေတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့တော်လိုင်းကြီးဒီကူမောင်ကြီးအားလုံးလည်းကျွန်တော်နဲ့အတူတူတက်နိုင်တဲ့လောက်ပါဝင်ထူထောင်ပေးကြပါကျွန်တော် လိုက်ပြီးရင်တော့ messenger မှာစောင့်နေမယ်เนาะအားလုံးပဲ1ဝင်ပြီးကြပါဗျာเนาะအဲ100နာရီ90နာရီ1000နာရီညီမကြောက်ဘူးပေါ့လေ1000နာရီ2000နာရီအားလုံးတက်နိုင်တယ်လို့အားဝင်ယူပြီးကြပါအခုကအရေးအကြီးဆုံးအချိန်ခါကိုရောက်နေပါပြီအဲ့တော့ဒီအချိန်ခါကအရေးကြီးဆုံးပါကျွန်တော်တို့ဒီတော်လန်ရေးမှာတလောက်ဟောညီမနိုင်ငံရဲ့တမိုင်းတလျှောက်လုံးမှာဒီတော်လန်ရေးတမိုင်းတလျှောက်လုံးမှာအခုလောက်ထိစီးလုံးညီညွတ်တဲ့တော်လန်ရေးညီမတမိုင်းမှာမပေါ်ဘူးတွေဘူး ဒီတိုင်းရင်းသားတွေနဲ့ဒီဗမာလူငယ်တွေနဲ့ဒီပြည်မကဒီအညာရန်ကုန်မန္တလေးပဲခုအစရှိတဲ့အဲ့လိုပြည်မကဗမာလူငယ်တွေနဲ့တိုင်းရင်းသားတွေနဲ့ဒီတသွေးတဲ့တသားတဲ့စစ်စီလုံးလုံးရှိခဲ့တဲ့တော်လှန်ရေးဆိုတာမြမတမိုင်းမှာဘယ်တုန်းကမှမပေါ်ခဲ့ဘူးဘူးအခုဒီຫນွေဥတော်လှန်ရေးကတိုင်းရင်းသားတွေနဲ့ဗမာလူထုတွေကြားမှာတကယ်စီလုံးရေးစစ်စီလုံးလုံးနဲ့စီလုံးရေးတည်ဆောက်တဲ့တော်လှန်ရေးလည်းဖြစ်တယ်လို့စစ်အာဏာရှင်အမြင့်ဖြုတ်တော်လှန်ရေးလည်းဖြစ်တယ် ဲ့တော့ဒီတစ်ချိန်မှာမှဒီအကျံဖက်အာနာသိစစ်တပ်ကိုကျွန်တော်တို့နိုင်အောင်မတိုက်နိုင်လိုက်ဘူးဆိုရင်နောက်အနှစ်3 4 500ကဘာတီရွေးဒီစစ်တပ်ကိုတိုက်လို့နိုင်မှာမဟုတ်တော့ဘာလို့လဲဆိုတော့အခုလိုစီးလုံးညီညွတ်မှုမျိုးနောက်တစ်ချိန်ထပ်ပေါ်လာစရာမရှိတော့ဘူးနောက်ထပ်အရေးကြီးတာကနိုင်ငံရေးခေါင်းဆောင်အမေဒေါ်အောင်ဆန်းစုကြည်လိုပုံပုံမျိုးနောက်ထပ်တယောက်ထပ်ပေါ်လာဖို့မရှိတော့ဘူးအဲ့တော့ကျွန်တော်တို့ဒီမှာຫນွေဦးတော်လန်ရေးလက်ပေါ်နေပြီเนาะကျွန်တော်တို့နိုင်ငံသူကအားကိုးရတဲ့အမေစုလည်း အသက်ရှိထင်ရှားရှိနေတော့မှကျွန်တော်တို့နိုင်ငံကစစ်အာဏာရှင်အမြင့်ပြုတ်ရေးမလုံနိုင်ခဲ့ဘူးဆိုရင်နောက်မှကဘာတည်တည်ွေမြန်မာနိုင်ငံကစစ်အာဏာရှင်လက်အောက်ကနေဘလို့မှလွတ်မှာမဟုတ်တော့ဘူးအဲ့လိုစစ်အာဏာရှင်လက်အောက်ကမလွတ်ရင်ကျွန်တော်တို့နိုင်ငံကဘာဖြစ်လာမလဲဆိုတော့ကျွံပဲဖြစ်မှာမြန်မာနိုင်ငံထဲမှာနေရင်ဒီစစ်တပ်နဲ့စစ်တပ်မိသားစုအတိုင်းဝိုင်းတွေရဲ့ကျုံပြူတာကိုခံရမယ်နိုင်ငံသားထွက်ရင်လည်းတည်တဲ့အတိုင်းပဲအခြေခံလို့အခြေခံအလုတ်တမား သူတို့နိုင်ငံသားတွေတောင်မလုတ်ချင်တဲ့နော်စောက်လုတ်ရေးတို့ပကံစေးတို့အိုးတိုက်တို့ဘာတို့ညာတို့အဲ့ဒီလိုအခြေခံအလို့သမားဘဝနဲ့ပဲကျွန်တော်ထွက်ရအောင်ဘာလို့လဲဆိုတော့ကျွန်တော်တို့နိုင်ငံမှာကပညာရေးကိုဖျက်ဆီးထားတယ်ဒီအကြမ်းဖက်စစ်တပ်တွေကဘာလို့လဲပြည်သူလူထုကပညာတက်ပြီးတော့အသွေးခေါ်တွေမြင့်မားလာရင်သူတို့အာဏာမတည်မြဲမှာဆိုလို့ပညာရေးကိုဖျက်ဆီးထားတယ်အဲ့ဒါလိုပညာရေးဖျက်ဆီးထားတဲ့အတွက်ကျွန်တော်တို့နိုင်ငံသားထွက်ရင်လည်းပဲဟိုပညာရှင်အဆင့်အနေနဲ့ထွက်တဲ့လူကဆယ်ရာခိုင်နှုန်းမပြည့်ဘူး ခုနိုင်ငံများထွက်တဲ့လူတိုင်းလူတိုင်းကအခြေခံလို့ဓမ္မဘဝနဲ့ကြုံထွက်ခံနေရတာဘာလို့လဲဆိုတော့ကျွန်တော်နိုင်ငံမှာပညာရေးလည်းမကောင်းဘူးလို့အလုပ်ကံခွင့်လန်းလည်းမရှိဘူးဒါတွေဘာကြောင့်ဖြစ်လာလဲဆိုတော့စစ်အာဏာရှင်စနစ်ကြောင့်ဖြစ်လာတာအဲ့တော့ကျွန်တော်တို့နိုင်ငံကသူများနိုင်ငံပေါ့ဒီနိုင်ငံသားကိုထွက်ရင်လည်းเนาะဒါလက်မထောင်နိုင်တဲ့ဂုံယူနိုင်တဲ့ပညာရှင်အဆင့်အနေနဲ့နိုင်ငံသားထွက်ရမယ်ပြည်တွင်းမှာနေရင်လည်းကိုမွေးရမြေမှာကိုဂုံတိတ်ကရှိရှိနဲ့ချက်ချက်တတ်တာ ြည့်ပြည့်စုံစုံနေနိုင်ဖို့အတွက်ဆိုရင်ကျွန်တော်တို့နိုင်ငံကတကယ်ကိုစနစ်ကောင်းအစိုးရကောင်းတရက်ကိုပေါ်လာဖို့လိုအပ်တယ်။အဲ့လိုပေါ်လာမှဒါရင်ကျွန်တော်တို့သားသမီးတွေကိုကျွန်တော်တို့ဒီနိုင်ငံမှာစိတ်ချလက်ချထားခဲ့နိုင်မှာဖြစ်တယ်။အဲ့တော့ဒီတော်လန်ရေးဘလောက်အရေးကြီးသလဲဆိုတာကိုကျွန်တော်အသေးစိတ်ရှင်းပြနေတာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တော်လန်ရေးရဲ့ဒီနေ့ లై ရဲ့အဓိကရည်ရွယ်ချက်ကိုပြန်သွားပါမယ်။ကျွန်တော်အထူးခံနေတာဖြစ်ပါတယ်။အခုချိန်ထိတော့လူမယ်ဆိုတဲ့ comment တစ်ကြောင်းတော့မပေါ်သေးဘူး။ဒါပေမဲ့တော့အားမငယ်ပါဘူးကျွန်တော် messenger မှာလာထူကြမယ်လို့ညွှန်လင့်ပါတယ်။ ကျွန်တော်တို့တော်လိုင်းညီကူမောင်တွေအားလုံးဒီအချိန်ကတော်လိုင်းညီတို့အရေးအကြီးဆုံးအချိန်အခါဖြစ်ပါတယ်ကျွန်တော်တို့အညာဒေသမှာရှိတဲ့အညာတော်လိုင်းညီရဲဘော်တွေကိုကျွန်တော်တို့တက်နိုင်ကြမြနှစ်ဆတူအကူအညီတွေပေးမှကိုရမှာပါအခုဆိုရင်အကြမ်းဖက်အာနာတိန်စစ်တပ်ကသူစစ်အာနာရှင်တီမြဲဖို့အတွက်အတူအယောင်ခံပြရွေးကောက်ပွဲလုပ်နိုင်ဖို့ဒီအညာဒေသကို လေရင်တွေနဲ့နေ့စဉ်နေ့တိုင်းဘုံတွေကျဲနေတယ်လက်နဲ့ကြီးတွေနဲ့ပြစ်ခတ်နေတယ်ပြီးတော့မြေပြင်မှာစစ်ကြောင်းထိုးနေတယ်အဲ့ဒီအတွက်ကျွန်တော်တို့အညာမှာရှိတဲ့တော်လန်ကြီးရဲဘော်တွေကဒီအကြမ်းဖက်အာဏာသိမ်းစစ်တပ်ရဲ့ထိုးစစ်ကိုဒါအပြင်းအထန်ရင်ဆိုင်ခုခံတော်လှန်နေရတာဖြစ်ပါတယ်အဲ့ဒီအတွက်ကျွန်တော်တို့ရဲဘော်တွေရဲ့အသက်တွေကိုကာကွယ်နိုင်ဖို့နဲ့ကျွန်တော်တို့ຫນွေဦးတော်လန်ကြီးအနိုင်ရဖို့ဆိုရင်ကျွန်တော်တို့ရဲဘော်တွေမှာလိုအပ်တဲ့ကြီးကအုတ်ထုတ်ချက်ဝတ်တစားလိုအပ်တဲ့ကြည်စံစေဝါစားနပ်ရိက္ခာကျွန်တော်တို့လိုအပ် အများကြီးလိုအပ်ချက်တွေဖြစ်နေပါအဲ့ဒီတော့အားလုံးတက်နိုင်တဲ့လောက်ပါဝင်ပူးပေါင်းပြီးတော့ကုညီပေးကြပါလှူဒန်းပေးကြပါကျွန်တော်အလှူခံနေတာဖြစ်ပါတယ်နော်ဒါကျွန်တော်ပထမဦးဆုံးအလှူခံတဲ့ live ပဲကျွန်တော်အရင်တုန်းကတော်ရုံတန်ရုံအလှူမခံဘူးကျွန်တော်တို့နီးကျွန်တော်တို့ခံတယ်ကျွန်တော်တို့ဒါပတ်စံရှာပြီးတော့ထောက်ဖို့လုပ်နေခဲ့တာတော်လည်းကြီးအစကတည်းကပါတချို့ကတော့ကျွန်တော်ကိုမတိလောက်ပါဘူးဆိုတော့ကျွန်တော်ကဟိုတိတ်ဟိုပွဲတွေတိတ်ရှာပြီးတော့တော့ဟိုနမဲကြီးအောင်လုပ်လို့မရှိဘူးနော်ကိုလုံနိုင်တဲ့အတိုင်းဒါကိုကိုကဟိုလုပ်သွားတယ်ဒါပြီး လူသူစီယုံရေးလုပ်တယ်နိုင်ငံရေးနဲ့ပတ်သက်ပြီးဟောပြောတာတွေကျွန်တော်လုပ်တယ်ဘယ်လောက်ပဲလုပ်တယ်အဲ့တော့လူတတော်များအတော့ကျွန်တော်အသိမတိကြပါဘူးကျွန်တော်တို့ကငွေတော်တိုင်းကြီးအစကလေးအားထောက်ကူနေလုပ်ခဲ့တာဖြစ်ပါတယ်အဲ့တော့အခုကတော့ကျွန်တော် live လွှင့်ပြီးအလှမခံလို့မရတော့ဘူးဘာလို့လဲဆိုတော့လိုအပ်ချက်တွေကအရန်များနေလို့ကျွန်တော်တို့ share လို့ရတဲ့အတိုင်းသာနဲ့ကျွန်တော်တို့ပေးနိုင်တဲ့အတိုင်းသာကမပြတော့ဘူးဖြစ်နေတယ်တော်လည်းရေးရပေါ်တယ်လိုအပ်ချက်တွေပူပူများလာတယ်ဘာလို့လဲဆိုစစ်ပွဲကပြင်းထန်တယ်စစ်ပွဲတွေကပြင်းထန်လာတယ်အကြမ်းဖက်အာဏာသိမ်းစစ်တပ်ကလည်းသူဒီအညာဒေသကို အညာဒေသမှာရှိတဲ့တော်လိုင်းကြီးတပ်ဖွဲ့တွေကိုသူကရှင်းထုတ်နိုင်မှာသူအာနာတိမြဲမယ်သူအာနာတိမြဲဖို့အတွက်အညာဒေသမှာရှိတဲ့တော်လိုင်းကြီးတပ်ဖွဲ့တွေရဲဘော်တွေကိုသူကရှင်းထုတ်နေတယ်တော်လိုင်းအညာဒေသမှာရှိတဲ့လူငယ်တွေတော်လိုင်းကြီးရဲဘော်တွေကလည်းမျိုးဦးတော်လိုင်းကြီးကိုအောင်မြင်ဖို့အတွက်စစ်အာဏာရှင်အမြင့်ဖြုတ်ဖို့အတွက်ဆိုရင်သူတို့ဒီစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်ကိုသူတို့ခုခံမှမရမှာအဲ့ဒီတော့သူတို့မှဒီနော်အခုဆိုရင်အားလုံးသိတဲ့အတိုင်းပါပဲဒါတွေကအားလုံးသိပြီးသားပါထွေထွေထူးထူးပြောစရာတော့မလိုပါဘူး အညာဒေတာကရဲဘော်တွေမှာကြီးကလည်းမရှိဘူးအုတ်ထုတ်လည်းမရှိဘူးတချို့တွေဆိုယူနီဖောင်းတောင်မရှိဘူးဘောင်းမီအတူနဲ့စစ်တိုင်နေရတယ်တချို့ဆိုဖနက်တောင်မပါဘူးအဲ့တလောက်ထိကိုအသက်ကိုတောင်မှမမှုပဲနဲ့ရှေ့တန်းမှာအသက်ဆွန့်ဆန်ပြားစစ်တိုင်နေတဲ့လူငယ်တွေကိုရဲဘော်တွေကိုကျွန်တော်တို့ကတော့ညာနိုင်ငံညာရောက်နေတာပဲအသက်အန္တရာယ်လည်းလုံခြုံပါတယ်နက်မှန်အောင်လည်းစားရပါတယ်အဲ့ဒီတော့မြန်မာပြည်မှာဒီလောက်ဆွတ်ဆွန့်ဆန်းဆန်းစစ်တိုင် တော်လိုင်းကြီးလုပ်နေတဲ့ရဲဘော်တွေကိုကျွန်တော်တို့တတ်နိုင်သမျှကတော့ကိုကိုကူညီရမှာဖြစ်မှာပါဒါကကျွန်တော်တို့နိုင်ငံသားတိုင်းရဲ့နိုင်ငံသားတယောက်ရဲ့တာဝန်နဲ့ဝတ်တရားပဲလို့ကျွန်တော်တို့မြင်တယ်အဲ့ဒီအတွက်လည်းကျွန်တော်အလုံးကိုနှိုးဆော်တယ်လှုပ်ဆော်တယ်အာစီယုံတယ်ပေါ့နော်အဲ့လိုတွေပြောချင်ပါတယ်အဲ့တော့ကျွန်တော်တို့နိုင်ငံသားမှာရှိကြတဲ့ပြည်တွင်းပြည်ပမှာရှိကြတဲ့ဒီကမှာမရအလုံးကျွန်တော်တို့အညာဒေသမှာရှိတဲ့တော်တိုင်းရေးတပ်ဖွဲ့တွေအတွက်ဝိုင်းဝန်းပြီးတော့ကူညီထောက်ပံ့လှူဒါန်းပေးကြပါကျွန်တော်အလုံးကိုအလှူခံပါတယ် အာဒီနေ့တော့ဒီလောက်ပါပဲကျွန်တော်ကဟို like အလှခံပြီးတော့တော့အကြာကြီး like တွင်ပြီးအလှခံလှခံလေးမရှိဘူးလှခံတက်ပါလို့ဆိုတော့ဒီ video file ကဆက်ရှိနေမှာပဲเนาะအဲ့တော့ဘယ်ချိန်ကြည့်ကြည့်ဒါကဟိုအလှခံနေတယ်ဆိုတာအလုံးသိရယ်ဒါရောက်ပြီးတော့လှတန်းလိုက်မယ်လို့ပြောလင့်ပါတယ်အလုံးပဲကျွန်တော်တို့အညာဒီຫນွေဦးတော်လန်ကြီးအောင်မြင်ဖို့ဆိုရင်ဒီစစ်အာဏာရှင်အမြင့်ဖြုတ်ဖို့ဆိုရင်အညာတော်လန်ကြီးတပ်ဖွဲ့တွေကို လက်နဲ့စေဝါစားနဲ့ရိခါထောက်ပံ့နိုင်မှဒီနွေဦးတော်လန်ရဲ့အောင်မြင်မှာပါဒီနွေဦးတော်လန်ရဲ့အဓိကရေတောက်မြက်နွေဦးတော်လန်ရဲ့ပန်းတိုင်ဒီအညာဒီတာပဲဖြစ်ပါတယ်အညာဒီတာကရဲဘော်တွေကိုအကူအညီပေးနိုင်မှဒါလည်းကျွန်တော်တို့နွေဦးတော်လန်ရဲ့အောင်မြင်မှာဖြစ်ပါတယ်အဲ့ဒီတော့အားလုံးပါဝင်ထောက်ပံ့ထူထမ်းပေးကြပါအားလုံးကျေးဇူးတင်ပါတယ်